ကျောင်းရဲ့သိပ္ပံကနေမှာအာဆန်တတဲ့အချိန်မှာပေါက်ဝဲပြီးတော့ဒါဒီလိုမျိုးဟိုမတန်ဆွမ်းတဲ့သူဖြစ်လို့ရောက်သွားတာဟိုပမာစကားနဲ့ပြောရင်လှေလော်ရင်တက်ကျိုးဆိုတာမျိုးဖြစ်သွားတာကိုကိုသက်တည်ဖို့စဉ်းစားနေတယ်ကြိုးစားနေတာကနေပြီးတော့ပြောင်းပြီးတော့ကဘုရားရှာဖွေဆိုလောက်တာလေမြန်မာ Christian Fellowship of the Blind MCFB လို့ခေါ်ပါတယ်ဒီဖွဲ့ကြီးကို ငန်းနဲ့မပြည့်သေးတဲ့သူတဆက်ငန်းနဲ့မကြော်သေးတဲ့သူတွေကိုချွင်းချက်မရှိမျက်စိမမြင်ဘူးဆိုရင်လက်ခံပါတယ် င်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ဆရာနေမယ်နေညီမဆက်ပြပါဦးလားဆက်ရှိဆရာเนาะဒါတောင်ဝင်သားရဲ့အပိုင်းပြီးပါเนาะကျွန်တော်ကျွန်တော်ကကလွန်ခဲ့တဲ့လစ်ထဲမှာရတဲ့လစ်ထဲကကရေဗရင်ဒေါက်တာသိန်းလွင်ဖြစ်သွားပြီကျွန်တော်နာမည်ကသိန်းလွင် အဲ့တော့ဒီမှာတာဝန်ယူတာကဒီမခမမလို့ပြောတဲ့ဖွဲ့စည်းရဲ့အထွေထွေတွင်မှုဖြစ်တဲ့တာဝန်ယူပါတယ်ဟုတ်ကဲ့ဆရာဒါလက်ရှင်တော့လေဆရာဝန်တော်ကလက်ရှိရင်းနဲ့ဒီကြလို့သိရတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းဆရာဒါပေါ့ဒီတခွဲတန်းလို့တော့ဆရာလက်ရှိဒီမျိုးလို့ပြောရရပေါ့နော်အဲ့ဒီအကြောင်းနဲ့ပြောပြလို့တော့ဆရာဟုတ်အဲကျွန်တော်ကအသက်၁၈နှစ်ပြည့်ကနေဒီလက်ရှိခေါက်လက်ကတန်ဆောင်းတဲ့ပုံကတူဖြစ်ပါတယ်အဲ့တော့ ကျောင်းတက်ရင်းနဲ့မှာတက္ကသိုလ်ဝန်ထမ်းကိုတက်နေတော့1969ဒီဖေဖော်ဝါရီတရက်မှာကျောင်းရဲ့သိပ္ပံခန်းထဲမှာအာဆန်းတက်တဲ့အချိန်မှာပေါက်ဝဲပြီးတော့ဒါဒီလိုမျိုးဟောမတန်ဆွမ်းတဲ့သူဖြစ်လို့ရောက်သွားတာကျောင်းကျောင်းသိပ္ပံခန်းလို့ပြောတော့ကျောင်းတင်ပါတဲ့တော့မဟုတ်ဘူးကျွန်တော်ကနေပြီးတော့မှတီထွင်ဆန်းတက်တဲ့အနေနဲ့လောက်ကင်ကြရင်တည်းကပေါက်ဝဲသွားတာပေါက်ဝဲပြီးတော့ မျက်စိနှစ်ဖက်လုံးဝေသွားတယ်လက်တစ်ဖက်ဆုံးရှုံးတယ်ရှိတဲ့လည်းလည်းအကောင်းမကြံဘူးအဲ့တော့ဒီဘယ်လိုပြောမလဲ double handicap ပေါ့မျက်စိရောဟိုတည်းကိုရင်ကောင်းတစ်ခုလုံးချုပ်ရင်းနဲ့သူဖြစ်သွားပါတယ်ခက်ခဲတာမပြောနဲ့တော့ဘာလဲဆိုတော့ဒီအသက်ဆက်ရှင်နေပဲတန်တန်ဆွမ်းသွားလက်တက်တော့ဝန်တက်နေတဲ့ရှေ့မှာဟိုမျောမှန်းချက်တွေမျောလင်းချက်တွေအများကြီးချပြီးတော့ plan တွေဆွဲထားတဲ့ချိန်မှာဖြစ်သွားတယ်ဆိုတော့ဟိုဗမာစကားနဲ့ပြောရင်ခြေလော်ရင်တက်ကျိုးဆိုတာမျိုးဖြစ်သွားတာအဲ့တော့ဘယ်စီဘယ်တောင်ဘယ်ကန်းကိုဟိုလျှောမယ်ဆိုတော့မတတ်နိုင်မစွန့်နိုင်ဘဲရောက်သွားတာပေါ့ဒါမှမဟုတ်တော်တော်ကိုပြပြင်းထန်ထန်နဲ့စိတ်ပြတ်ဝမ်းနေဖြစ်ရတယ်အဲ့တော့ပြောမယ်ဆိုလောကကြီးမှာဆက်ပြီးတော့မနေခြင်းလောင်းအောင်ဖြစ်ပါတယ်တော်တော်လည်းပဲ တော်တော်လည်းပဲကျွန်တော်မှကဒီအောက်ဘွေရာဖြတ်နေရှိတယ်။ဟိုးငယ်စဉ်တောင်တိကလေးဘွားတုန်းကဟိုတိထားဆိုထားဘူးတဲ့တချင်းလေးတပုတ်ကကျွန်တော်ဒီဆေးရုံမှာဒီဟို unconscious ဖြစ်နေတဲ့အချိန်မှာကိုထားပြီးတော့ဆုံမိတဲ့အဖြစ်မျိုးအဲ့တော့အဲ့ဒီချင်းမှာက စိတ်ငယ်ဝမ်းနဲ့ဒုက္ခရောက်နေသူကိုဖခင်ကကျင်နာတယ်ချစ်တယ်အဲ့လိုဆိုတာကိုဒီတစ်ချက်ကပါတော့အဲ့ဒီမှာစိတ်ကတစ်မျိုးတစ်မျိုးပြန်ဖြစ်ပြီးတော့ဒီကိုယ်ကိုသတ်သိဖို့စဉ်းစားနေတယ်ကြိုးစားနေတာကနေပြီးတော့ပြောင်းပြီးတော့ကဖခင်ရှာပြီဆိုလောက်တာလေအဲ့တော့ဒီမှာဝင်လေးပင်ပန်းတော့သူပေါ့ငါတို့လာကြတော့ငါဒီချမ်းသာပေးမယ်ဆိုတာလေဟောအသက်73နှစ်သားတုန်းက ကြားခဲ့တဲ့သိခဲ့တာအဲ့တော့အဲ့ဒီကနေပြီးတော့မှဖယောင်းရှာရင်းနဲ့နောက်ပိတ်ဆုံးဒီ1983年ဒီမှာခရီးရန်ဖြစ်လာတယ်ဖယောင်းလက်ခံတယ်အဲ့တော့ဒီလိုမတန်ဆောင်းပြောတာ1969ခရီးရန်ဖြစ်လာတာ83အဲ့ဒီရောက်လာပြီးတဲ့နောက်ပိုင်းကြတော့မှတမန်ကျန်းသားဖတ်ပြတမန်ကျန်းသားကသွန်သင်ညွန်ပြခြင်းအရာ မက္ကကန်သောသူတို့သည်ညဉ့်ညံခြင်းအကြောင်းကိုပြသခြင်းက၎င်းဆိုတဲ့တပတ်တန်းသာအဆိုအမိန်ရ။ငါတို့ခရိယံဖြစ်လာတဲ့မျက်မြင်တယောက်ဟာအခြားမမြင်တဲ့သူတွေကိုလည်းပဲကဲနိုင်တယ်ဆိုတော့ဒါအတိအကျသိပြီးတော့က1995ဩဂုတ်လ၄ရက်နေ့မှာမြန်မာနိုင်ငံခရိယံမျက်မြင်များ မိတ္တာယမခမဆိုတဲ့ဖွဲ့စည်းကိုတည်ထောင်တာမြန်မာ Christian Fellowship of the Blind MCFB လို့ခေါ်ပါတယ်ဒီဖွဲ့စည်းကိုတည်ထောင်လိုက်တာပါအဲ့တော့အဲ့ဒီဖွဲ့စည်းမတည်ထောင်ခင်ခုနမတန်သွမ်းဘွားရောက်တဲ့ခြံနေပြောအဖွဲ့စည်းတည်ထောင်တဲ့ဂျားထဲမှာတော့ဖျားရှာရင်းနဲ့အဲ့မှာဒီပင်တော်စူးစမ်းတဲ့ခါကျတော့80ပြည့်နှစ်မှာဒီ ဟောအခြေခံပညာထက်တာအောင်နဲ့ပြီးလို့ရှင်84ခုနှစ်မှာ BA philosophy နဲ့ဘွဲရတယ်85မှာမာဝိဇ္ဇာတက်တယ်အဲ့တော့အဲ့ဒီမာဝိဇ္ဇာတက်နေတဲ့အချိန်မှာဒီဒီအဖွဲ့သီးကိုတီထောင်ဖွဲ့စည်းတာအဲ့တီထောင်ဖွဲ့စည်းတုန်းကအချားမြင့်မြတ်သတ္တဦးနဲ့ကိုနဲ့ဆိုတော့၁၄ရောက်ပေါ့အဲ့တော့တယောက်တစ်ချက်စုတော့ ငွေလေး၁၄ချတ်နဲ့စားတာကျွန်တော်ကမျက်မြင်ကြောင်းတီထောင်တယ်လို့ဆိုတဲ့အခါကျတော့မျက်မြင်ဆိုလက်ခံတာတော့မှန်တယ်ဒါပေမဲ့ဘယ်လို criteria ထားလဲဆိုရင်ငါနဲ့မပြည့်သေးတဲ့သူ35နှစ်မကျော်သေးတဲ့သူတွေကိုချွင်းချက်မရှိမျက်စိမမြင်ဘူးဆိုရင်လက်ခံပါတယ်အဲ့ဒီထဲမှာလည်းပဲ ငါးနှစ်နဲ့၂၀ငါးနှစ်ကြားထဲမှာရှိတာဟုတ်တယ်။မျက်စိမမြင်တာလည်းပန်းနေအပြင်အခြားသောမတန်ဆောတခုခုရှိနေရင်လည်းပဲလက်ခံနဲ့ကြောင်းနှစ်ကြောင်းတောင်ဖွင့်ထားပါတယ်။အဲ့မှာလည်းလက်ခံပြီးပါတယ်။ကျွန်တော်ခေါ်တာက FIMB လို့ခေါ်တယ်။ Visually impaired and multi disabled ဆိုတာ BIMD အဲ့ဒါလည်းကြောင်းနေလည်းရှိပါတယ်။အဲ့တော့ခုနက grand criteria လက်ခံတယ်။ဒါနဲ့အောက်တွေကိုချွင်းချက်တဲ့လက်ခံတယ်။25နဲ့ထက်လဲချွင်းချက်တဲ့လက်ခံတာရှိပါတယ်။အဲ့တော့ចောင်းသားအဖြစ်လက်ခံပြီးဆိုဆုံးပြလိုက်ပြီးចောင်းသားဆင်းဝင်သွားပြီဆိုရင်ဒီចောင်းမှာចောင်းရဲ့ចောင်းစား free free boat နေခွင့်ရှိတယ်။ပြီးတော့မှသမီးကိုကျွန်တော်တို့ဒီမှာဆယ်လာကျွေးတယ်။ဟိုဒီចောင်းចောင်းဟိုအကက်ပဲရဲပေါ့။ ဆယ်လစာကိုသမင်းကျွေးတယ်အဲ့ဒီကျွေးတဲ့သမင်းမှာမှနှစ်လစာတော့မိဘထဲဝင်ဝင်နဲ့ထည့်ပေးရတယ်နှစ်လစာကျန်တဲ့၈လကကျွန်တော်တို့ကကျွေးတယ်ပြီးရင်ကျောင်းမှာရောက်လိုက်ဆိုရင်ဒီကျမကြီးဆောင်းဆောင်မှုရတယ်သူရောက်ရောက်ချင်းဆိုရင်ဘာတော်လုပ်ပေးလဲဆိုတော့ဥမာဒီနေ့ကျောင်းကိုကျောင်းဝင်လျှောက်လို့လက်ခံပြီဆိုရင်သူဘာလုပ်ပေးလဲဆိုချက်ချင်းပဲဒီမျက်စိ ဆရာဝန်နဲ့ချိန်ဆတာရှိတယ်ကျွန်တော်တပြရတယ်ပြလို့ခွဲလို့စိတ်လို့ရမယ်ဆိုရင်ခွဲသိပြီးတယ်ခွဲသိကုသပြီးတယ်အဲ့ဒီမှာကျွန်တော်ချိန်ဆတာအလူရှင်တွေရှိတယ်ခွဲသိမဲ့လူတွေရှိရင်တို့လူပြရသေးဆိုရင်လူတွေချိန်ပြီးတော့ဒါတို့ခွဲသိကုသပြီးလို့အချို့လည်းပြန်မြင်သွားတာတွေရှိတယ်ပြီးလို့ရှိရင်တို့ကိုအဆူယောဂစစ်တယ်ပြီးရင်တကယ်လို့ဒီအဆူယောဂကဒီ complex အခြေအနေရှိပြီဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီကျောင်းထဲမှာထားဆေးကုလို့ဖြစ်နိုင်တယ်ဆိုကုတယ်ဒါမို့မိဘရှိပြန်ပြီးတော့ဒါကုပြောင်းမှလာဆိုလဲဒါဆရာဝန်ရဲ့လမ်းညွန်အပအကြံပေးတဲ့လည်းလုပ်ပိုင်တယ်အဲ့တော့ဒါကကျောင်းပိုင်ဆောင်ရှောက်ဖို့ပြီးလို့ရှိရင်အချို့အရမ်းပဲစင်းရင်နွမ်းပါတယ်ဆိုရင်တို့ကိုဝေစာထောက်ပံ့တာလည်းရှိပါတယ်ဒီထဲမှာမိဘတွေလုံးဝစဉ်းစားတာမလို့တဲ့ကိစ္စက ်တင်ထောက်ကူပစ္စည်းတယ်အဲ့တော့မျက်မမြင်တယောက်ကအကြောင်းတက်တဲ့ခံမှာတင်ထောက်ကူပစ္စည်းအရင်ရေးကြည့်တယ်ဈေးလဲကြည့်တယ်ဘာဖြစ်လို့ဆိုရင်ဘာဘာပြမထွက်ဘူးနိုင်ငံခြားပဲမာလို့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကြောင်းကနေပြီးတော့နိုင်ငံခြားမှာသာရှိရပါပြီးတော့ကျောင်းသူကျောင်းသားတွေကိုကိုယ်ပိုင်စာရေးကိရိယာရှိအောင်ထောက်ပံ့ပေးတယ်တောင်းလျှောက်ဒီကျောင်းတက်နေအချိန်မှာလိုအပ်တဲ့ဒီ brain paper တွေလည်းပဲ ကြောပဲထောက်ပံ့ပေးပါတယ်ဒီစီဒါဆရာလေးအခုဆိုကြတာတာဘွဲရောက်လာဆိုတော့လေဒါလည်းလွေးရောက်ဖို့တော့ပေါ့နော်ဒါကျွန်တော်စူးစမ်းရရတယ်ပေါ့နော်အဲ့ဒါရင်တော့ပြပြပေးပါအောင်ဟိုလေဒေါက်တာရရောက်ဖို့ဘာမှဆရာကြီးကိုလည်းမစူးစမ်းရပါဘူးအဲ့တော့ဆရာကဒီအလုပ်တွေကိုလုပ်လို့ဒီအလုပ်တွေကိုလုပ်တဲ့အတွက်နောက်ဒီအလုပ်နဲ့ပြန်ပြီးတော့ဒီသာသနာအတွင်းက ခိုင်ခရအတွင်းကအလုပ်တွေကိုလည်းပဲဒါထူးကျွန်းစွာလုပ်လို့အဲ့ဒီအတွက်ကြောင့်မလို့ဒါ honorary လို့ခေါ်တော့ဗောဒေါက်တာ dependency စာ dependency စာဒါကျွန်တော် honorary ဒီဟိုဟိုရပြခုဖြစ်တယ်ကျွန်တော်အဲ့ဒီ doctorate ကိုပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဆရာခုနပြောသွားတယ်လေဒါဒီဒီမှာမြင်းမြေတခြားဘောလဲကျောင်းသားရဲ့လက်ခံပေးရရှိအောင်လေဒါဘာဖြစ်မလဲဘောနောက်လာရပြ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 အောင်ဆရာဘယ်လိုမြင်းမြေမြေဘော ခုနဆရာတမမြင့်ရေတခြားကျောင်းသားတွေလည်းလက်ခံပြရလေဆရာပြောရလေတခြားကျောင်းသားဟုတ်ခုနဆရာဉာဏ်ရည်မမီတဲ့လူဆရာဟုတ်တခြားကျောင်းသားမဟုတ်တော့တခြားကျောင်းသားမဟုတ်ဉာဏ်မမြင်ပဲဟုတ် plus ဉာဏ်မမြင်နဲ့အပြင်ကဘာသူကအခြားမတန်ဆမှုဖြစ်တာသူတို့လက်ခံပြတယ်တမမြင်နေပဲလေအဲ့တော့အားလုံးဒီမှာမကမလက်အောင်မှာမျက်မြင်ကြောင်း၄ကြောင်းရှိတယ်။တာမန်ဉာဏ်ရင်ရှိတဲ့သူတွေကိုတင်းတဲ့ကြောင်းကြီး၂ကြောင်းတော်တော်ကြောင်းကြီးတာပေါ့။ ထက်တန်းကြောင်းကြီး။နောက်ခုနကပြောတဲ့အမြင်အာရုံနဲ့ချိုးတယ်ပဲအခြားမတန်ဆွမ်းမှုလည်းရှိတဲ့မြဲမြဲလက်ခံတဲ့ကြောင်းကနှကြောင်းကျဲကြောင်းသေးပေါ့။သူကတော့ဒီအခုအခုအချိန်ကြီးကတော့ကြောင်းတန်းရေနည်းနည်းပဲသူလာပြီးတော့အနံ့ကြပါသေးတယ်။အခက်ခဲရတော့ဟိုထိတ်ဆုံးခက်ခဲရတင်ထောက်မှုပြည်စီပဲ။တင်ထောက်မှုပြည်စီကဒီနိုင်ငံမှာလုံးဝဝင်လို့မရတဲ့အတွက်ဒါ ဒီနေချားပဲမာတာဖြစ်လို့အဲ့ဒီတင်ထောက်ပြည်သေးမှာဆိုတော့ငွေကြေးခက်ခဲရှိတယ်ပြီးလို့ရှင်ဒီမှာဆိုတော့ဒီဒီเจ้าမှာအမြင်အောင်ချိုးတဲ့သူတွေ textbook တွေထုတ်တယ်ဆိုတော့မြင်တဲ့လူတွေကတော့ဒီတမန် print material ဟိုရင်းပေါ့ material နဲ့ထုတ်တယ်ဒါမြင်နေတော့ကတော့ brain material ဆိုတော့ brain material ဆိုတော့အဲ့ဒီစက်ကူတွေဈေးကြီးတယ် ဒီတိုင်းပြည်မှာမရှိဘူးအပြင်အဲ့ဒီစောင်းတွေကို ပုံလေးစောင်းဖြစ်ဖို့အတွက်စက်တယ်အဲ့ဒါကနိုင်ငံသားနေပြီးတော့မာယူဝယ်ထားတာဖြစ်တယ်တခါဝယ်ထားလို့ရှင်နှစ်ပေါင်း10ကြီးပြောခံတယ်ဆိုပေမဲ့ maintenance လုပ်တဲ့အခါမှာခက်ခဲနေရတယ် maintenance လုပ်ဖို့အတွက်အဲ့ဒီဟို spare part ပစ္စည်းတွေဝယ်ဖို့တပတ်လိုသလိုတချို့ကိစ္စတွေကဟိုကဝန်ထမ်းတို့ကလာပြီးတော့ လုတ်ပေးမှတတ်ပေးစင်မှရတဲ့အနေထားရှိတယ်အဲ့ခါမှခက်ခဲရှိတယ်ဆိုတော့ပြောချင်တာကငငကြားနေတော့တက်ကနီရှင်ခေါ်တဲ့ဈေးစကားဒီမှာတဲကိုကမှစပြီးတော့စပယ်ဘတ်ပစ္စည်းပါလာထိတ်ဆုံးငွေကြေးခက်ခဲပဲဆိုတော့ကျန်တာကတော့ဒီမှာကျွန်တော်တို့ဟိုစာစာဝိကစာဝိနေကတော့လူတွေလူကြပါတခါကျဲတော်လေးညော့နေသွားတဲ့အချိန်လေးရှိတာပေါ့ဆိုတော့အဲ့ဒါကိုအလူရှဲပြန်ပြီးတော့ ဖြည့်တင်းပြလိုက်ရင်တော့ဒီမှာတော့ခဲမရှိလက်ပတ်နေတယ်ပေါ့သို့တော့တခါတခါမှာတော့လေဟိုဟိုစားရိတ်ကပြက်လောက်သလောက်နောက်ဝန်ထမ်းပေးမဲ့လာသားတွေတတော်ကို never အခါမျိုးလေကျုံပါပဲအဲ့လိုခက်ခဲနေရှိတယ်ဆရာအလူရှင်တွေတော့ဖိတ်ခေါ်ကြအောင်ဆရာတို့ရှိမှာဘယ်လိုလုပ်လုပ်ရလဲဆရာဟုတ်လားအဲ့ဒါမဖိတ်ခေါ်ခင်နောက်တစ်ခါဘာခဲကြဝင်တန်းဝင်တန်းရရှိမှုလဲခက်ခဲပါဒီသားဘွဲ့က လာသားလျနင်းနေဆိုတော့ဟာတုံတောင်ပြည်တဲ့တက်တဲ့လူတွေတကယ် skillful ဖြစ်တဲ့လူတွေကလာဖို့ခက်တယ်အဲဒါပေမဲ့အဲ့လိုအခြေအနေမျိုးတွေမှာဒီလာရောက်ပြီးတော့မှဒါဒီဒီဝန်ထမ်းလိုတဲ့လူရှင်းလဲကျွန်တော်ကဖိတ်ခေါ်ပါတယ်နောက်တစ်ခုကခုနကတော့လို့တင်ပြတဲ့ခက်ခဲမျိုးတွေကိုပတ်မိုးဖို့အတွက်ကိုအင်ကိုင်းမဲ့ဖြစ်ဖြစ် cash ပဲဖြစ်ဖြစ်လူထမ်းမဲ့လူတွေရှင်းလဲကျွန်တော်က မျောလင်းပြီးတော့စောင့်စားလည်းရှိပါတယ်။နောက်ပြီးတော့လူဒန်းဝေမျှနိုင်ပါတယ်လို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ကျဆရာရဲ့ဒါလိပ်စာလေးပေါ့နော်ပြီးတော့ဆက်တယ်ဖုန်းနံပါတ်ရောဆရာအဲ့ဒါရောရှိနေပြပြပြပါအောင်ဆရာရှိပါတယ်ဟိုလိပ်စာကတော့ဒီဒီမှာဘယ်သူမှနေလိပ်စာမလာဘူးခွဲကြံဝင်ရောက်လာမျက်မြင်ချောင်းဆိုအကုန်လုံးသိတယ်ဒီလာလို့ရတယ်ဒါတခုအဲဆက်တယ်မှာတော့09 50 6190ဆိုတဲ့ဒီဒီတယ်လီဖုန်းနဲ့ဆက်သွယ်လို့ရတယ်အဲ့တယ်လီဖုန်းက KB လည်းရှိတယ်အဲ့ KB နဲ့လည်းလူလို့ရပါတယ်နောက်ကျွန်တော်တို့မှာ QR code တွေရှိတယ်အဲ့တော့ကျွန်တော်ဒီကပသက်နဲ့ပြောလို့မရဘူးဟို QR code ကိုဒီကသမီးတို့ကဟိုမှာဓာတ်ပုံရိုက်ယူပါရင်တော့ရမယ် QR code နဲ့လည်းဒါကျွန်တော်မှာ QR code နှစ်မျိုးရှိတယ် KB သက်ရှိတယ် CB ရှိတယ် QR code လေး